ဒီတစ်ပတ်ရင်ဘတ်စပွန်ဆာနေရာမှာဘာကြောင့် rally အားလုံးပဲမင်္ဂလာပါများမန်ချက်စတာဖုတ်ဘောဇွန်တင်ဆက်နေပါတယ်ဒီဘက်မှာမန်ချက်စတာယူနိုက်တက်က special collaboration အနေနဲ့အမျိုးသားအသင်းရောအမျိုးသမီးအသင်းမှာရင်ဘတ်စပွန်ဆာနေရာကိုပြောင်းလဲသွားမှာဖြစ်ပါတယ်ရိုမဲမော်ရီရဲ့ကောင်လေးတွေနဲ့မက်စကီနာရိုရဲ့ကောင်မလေးတွေကဒီဘက်မှာတော့ပုံမှန်ဝစ်စင်တွေကြ Snapdragon logo နဲ့ jersey တွေကိုဝစ်စင်သွားမှာမဟုတ်ပါဘူးအရိစာတီယန်နီရိုရဲ့ jersey မှာ red ဆိုတဲ့စကားလုံးကိုမြင်ကြရမှာဖြစ်ပါတယ် ဒါတော့ match on share နဲ့ collaboration လုပ်ထားတာဖြစ်ပြီးတော့ AI တရတိုက်ဖြည့်ရအထိမ်းအမှတ်ဖြစ်ဝစ်စင်သွားမှာဖြစ်ပါတယ်။ပွဲတွေပြီးမှာတော့ limited edition jar CDO လေးလံတရောင်းချသွားမှာဖြစ်ပြီးရရှိတဲ့အမြတ်ငွေတွေကိုသက်ဆိုင်ရာအဖွဲ့ CD ကနေပဲ AIDS winner တဲ့ဒီစီကိုလူတန်းသွားမယ်လို့လည်းသိရပါတယ်။ညတဲ့မျိုးသမီးအတင်းကဒီ jar C ကိုရင်ဝစ်စင်မှာဖြစ်ပြီးတော့စနေနေ့ Arsenal နဲ့ဝေကွင်းပွဲစဉ်မှာမြင်တွေ့ကြရမှာပါ။နောက်တစ်နေ့မှာတော့မြို့သားအတင်းက Old Trafford က West Ham နဲ့ပွဲစဉ်မှာ jar C ကိုဝစ်စင်သွားမှာဖြစ်ပါတယ်။ အမော်ရီအတင်းကပရီးမီးယားလိမှာအဆင့်15နေရာကိုရောက်ရှိနေတဲ့အတွက်ယာစီကုံမှာအဆင့်ကောင်းကောင်းတနေရာစီကိုပြန်တက်နိုင်ဖို့လက်ကျန်ပွဲစဉ်တွေကိုအနိုင်ကစားဖို့တော့လိုအပ်နေတာဖြစ်ပါရီ။စကီနိုင်းမျိုးသမီးအတင်းကတတိယနေရာမှာရှိနေပြီးတော့ဒုတိယနေရာကအာဆင်နဲ့၃မှတ်ကွာဟနေပါရီ။မန်ချက်စတာယူနိုက်တက်ကပရီးမီးယားလိယာစီကုံနဲ့အခါဇွန်လနိုင်ငံကပွဲစဉ်တွေမတိုင်ခင်မှာလေမိုင်1400 round trip ထွက်ပြီးတော့ပရိသတ်တွေစုံဝဲပြုလုပ်ခြင်းပသွားအောင်မှာလေဖြစ်ပါရီ။ ဘလုံးရာသီတစ်ခုကိုဖျက်တမ်းခဲ့ရလို့ပြင်ပန်းနေမလားဆိုရင်ပူပန်စရာတွေရှိနေပြီမြေတဲ့နီးပြအမရင်က United အဓိကကစားမတွေအားလုံးပါဝင်တဲ့အသင်းကတပတ်ကြာမဲ့ဒေါခီကိုယာတီကောင်ရင်ထွက်ခွာမယ်လို့အတည်ပြုလာပါတယ်အသင်းကဒီတော့မှချစ်ကြည်နှစ်ပွဲကမ်းဖို့စီစဉ်ထားပါတယ်ညတက်ကမေ28မှာကွာလာလမ်ပူကိုသွားရောက်ပြီးတော့ရှီတောင်အာရှာ All Stars အသင်းနဲ့ရှင်မန်ကစားမှာပါအဲဒီနောက်နေ့ရက်ကြာမှာတော့ Hong Kong 11အသင်းနဲ့ရှင်မန်ကစားသွားအောင်မှာလည်းဖြစ်ပါတယ်အမရင်ကဒီချန်စီပေါ်ပြည်တင်ဝေဖန်မှုတွေကိုဝဲကျူအင်တာဗျူးမှာကာကွယ်ပြောဆိုသွားခဲ့ပြီး အတင်းကငွေလိုနေရကအတင်းကိုကယ်တင်ဖို့အတွက်သူတို့မှရွေးချယ်စရာမရှိကြောင်းရှင်းပြလာခဲ့ပါတယ်။မန်ချက်စတာယူနိုက်တက်ကတကဘာလုံးမှရှိနေတဲ့သူတို့ရဲ့ပရိသတ်တွေနဲ့တွေ့ဆုံသွားမှာပါ။ဒါအရေးကြီးပါတယ်။အထူးသဖြင့်တော့ဒီလိုကတ်ခဲ့တဲ့ယာတီမှာကျွန်တော်တို့ရှုံးပြီးတော့ပရိသတ်တွေကိုစိတ်ပြည့်စေတဲ့အခါပို့လို့အရေးကြီးပါတယ်။အနည်းဆုံးကတော့ဒါတွေကိုကျွန်တော်တို့ပြန်လုပ်ပေးတင်တယ်လို့ကျွန်တော်ထင်ပါတယ်။ကျွန်တော်တို့တင်းလုံးကိုခေါ်သွားမှာပါ။လူငယ်လေးတွေလည်းပါပါတယ်။ဝန်ထမ်းတွေလည်းရှိနေမှာပါ။ဝန်ထမ်းတွေလည်းအများကြီးပြောင်းလဲလုပ်ထားပြီးတော့မိသားစုတစ်ခုဖြစ်လာဖို့ကျွန်တော်တို့ကြိုးစားတိစောက်နေပါတယ်။ကျွန်တော်ကတော့ဒါအကောင်းတဲ့ကိစ္စလို့ထင်ပါတယ်။ဆိုပြီးအင်မရင်ကပြောပြခဲ့ပါတယ်။ ရတကဒီနယ်ပွဲကနေအကျိုးမြတ်ပေါင်း၈တန်းရရှိမယ်လို့သိရပါတယ်။အိုင်ငွေပမာဏက United ရဲ့အသင်းပြန်လည်တည်ဆောက်ရေးမှာရေးပါလာမှာလည်းဖြစ်ပါတယ်။ရတကမေ30မှာကစားပြင် UKO ဟောင်ကောင်ကနေတိုက်ရိုက်ပြန်လာမှာဖြစ်ပြီးမေ31မိနစ်မှာပြန်လည်ရောက်ရှိမှာပါ။နိုင်ငံတကာနားရက်ကဇွန်လမှာစတင်မှာဖြစ်တဲ့အတွက်အင်္ဂလန်သားတွေအတွက်ပြင်ဆင်ဖို့အချိန်တရရမှာလည်းဖြစ်ပါတယ်။ရတကဒီယာစီမှာစိတ်ပြည့်စရာတွေအများကြီးကြုံတွေ့ကြရတယ်ဆိုပေမဲ့ Euro Ball League Champion ဖြစ်ရာသီသိမ်းနိုင်မှုအခွင့်အရေးလည်းရှိနေပါသေးတယ်။ ညတကဖိုင်နယ်မှာတော်တန်ကိုအနိုင်ယူနိုင်ခဲ့မယ်ဆိုရင်ဟိုစီမော်ရီကိုရယူပေးခဲ့တဲ့2010ခုယူရိုပါလိအနောက်ပိုင်းဓမ္မဆောင်ဥရောပအောင်မြင်မှုဖြစ်လာမှလည်းဖြစ်ပါရည်။ညတမှာအင်္ဂလန်လူရေးစင်အများစုကစားနေကြပြီးတော့ဟယ်ရီမကွာယာနဲ့လူရှော ကွင်းလဲတွေဖြစ်ကြရမည့်ဆန်မောင်းနဲ့ခွေမိုင်တို့ရှိနေကြသလိုအငှားထွက်ကစားနေမာဂရက်ဖိုရိုကလည်းအသင်းကိုပြန်လည်ပူပေါင်းရမှာဖြစ်ပါသည်။အင်္ဂလန်သင်ကဘာစီလိုနာမှာလေ့ကျင့်ရေးဝင်ဖို့စီစဉ်ထားပြီးအန်ဒရာနဲ့ဆီနီဂေါ်တို့ကိုရှင်းပြန်ကစားဖို့စီစဉ်ထားပြီးဇွန်လ9ရက်နေ့မှာစတင်ကစားရမှာပါ။ဒီတော့ United ရဲ့ဒေါ်ကအင်္ဂလန်လေးစင်တွေပေါ်မှာတက်ရမှုရှိမှာလားဆိုတာဆက်လက်ပြီးတော့စောင့်ကြည့်ရမှာဖြစ်ပါသေးတယ်။ကြည့်ရှုပေးကြတော့အားလုံးကိုကျေးဇူးတင်ပါတယ်။